အားလုံးပဲမင်္ဂလာပါဒီကနေ့ဒီဗီဒီယိုမှာကျွန်တော်များဝေသွားမယ့်အကြောင်းအရာလေးကတော့ကွန်ပျူတာသုံးခုတဲ့တငယ်ချင်းတွေအတွက်ကိုယ့်ရဲ့ကွန်ပျူတာမှာအော်တိုရှတ်ဒေါင်းတနည်းအားဖြင့်တော့ကျွန်တော်တို့ကိုယ့်ရဲ့ကွန်ပျူတာကိုအချိန်တိုက်ပြီးတော့ကိုပိတ်စီရှင်တဲ့အချိန်မှာဘယ်လိုမျိုးပိတ်အောင်ပြုလုပ်ရမလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ကများဝေသွားမှာဖြစ်ပါတယ်ဒီနည်းပညာလေးကကွန်ပျူတာသုံးခုတဲ့တငယ်ချင်းတွေအတွက်တစ်ချိန်ချိန်မှာသုံးဝင်နိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ် ဒီဗီဒီယိုလေးကိုမစတင်ခင်မှာကျွန်တော်ရဲ့နီးပညာလေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးနဲ့အားပေးနိုင်ပါတယ်။ကဲဗီဒီယိုလေးဆက်လိုက်ကြပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ကဒီမှာရှိနေတဲ့ try year to set ဆိုတဲ့ဒီပေါ့လေးတမှာ click တစ်ချက်ထားပြီးရင် ru and run ဆိုပြီးရိုက်တဲ့ okay ဒီမှာပေါ်လာပြီเนาะဒီ run ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ပေါ်လာတဲ့ဒီ run ပေါ့လေးတမှာရိုက်ထည့်ရမှာက saud set dowm down shutdown ပြီးကျွန်တော်တို့ speaker ချမယ်ပြီးကျွန်တော် test ထည့်မယ်ပြီး s speaker ထည့်ချမယ် test တွေထည့်မယ် t ထည့်မယ်ပြီး speaker ချမယ်ပြီးကျွန်တော်တို့မှာ600ဆိုပြီးတော့ရိုက်ထည့်လိုက်မယ်ဒီနောက်က600ဆိုတဲ့ဒီကဏ္ဍအရေးအတွက်ကကျွန်တော်တို့စက္ကန့်ကိုကိုစားပြုတာဖြစ်တယ် okay ဆိုတော့တကယ်ကျွန်တော်တို့ကဒီညမှာကိုပိတ်ရှင်တဲ့မိနစ်ကိုစက္ကန့်နဲ့မြောက်ပြီးတော့ကျွန်တော်ပိတ်ပါနော်ကျွန်တော်တို့ဒီမှာစက္ကန့်600ဆိုတော့ကျွန်တော်10မိနစ်နမူနာအနေနဲ့ပိတ်ပြမှာဖြစ်တယ် okay အခုလိုမျိုးကျွန်တော်ရိုက်ထည့်ပြီးပြီဆိုရင်ကျွန်တော်တို့က under ခေါက်လိုက်ပါဆိုတော့အခုလို message လေးကျွန်တော်တို့ပေါ်လာပြီဆိုရင်ကျွန်တော်တို့ရဲ့ computer ကဒီမှာကြည့်နေကျွန်တော်တို့နောက်တစ်10မိနစ်နေရင်သူ့အလိုလိုကျွန်တော်တို့ set က chat down လောက်သွားလိမ့်မယ်နော် okay ဆိုတော့ဒါကတော့ကျွန်တော်တို့ကိုယ့်ရဲ့ computer ကို auto shut down ပြုလုပ်တဲ့နည်းပါဆိုတော့အကယ်၍တမင်ချင်းတို့ကဒီ shut down ကိုပြန်ပြီးတော့ cancel လုပ်ရှင်နေဆိုရင်နော်ခုနကလိုပဲကျွန်တော်တို့ဒီမှာရှိနေတဲ့ ထာယီယတုဆက်ဆွေနေမှာ RUN ရန်အကယ်၍တကယ်ချင်းတို့ကအခုလိုမျိုး RAM ပေါ့မခေါ်ချင်းဆိုတော့ကိုယ့်ရဲ့ကွန်ပျူတာကီးဘုတ်မှာရှိနေတဲ့ Windows key နဲ့ R key ကိုတွဲနှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ကဒီထဲမှာဒီ S ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ A ဆိုပြီးတော့ပြောင်းရိုက်ပြီးလိုက်ပါပြီးရင်ကျွန်တော်တို့ Enter ခေါက်လိုက်ပါနော်โอเคဒီမှာပါနော်ကျွန်တော်တို့ ဒီ message box လေးတက်လာပြီဆိုတော့ကျွန်တော်တို့ခုနက shut down လုပ်ထားတာလေးကကျွန်တော်တို့ cancel ဖြစ်သွားပါပြီเนาะ okay နေ့ပညာလေးကတော့ဒီလောက်ပါပဲခင်ဗျအားလုံးပဲအဆင်ပြေကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်